အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကတော့ကျွန်တော်ဒီပေါ့နော်ဒီနှစ်နှစ်တက်တန်းတိုးတဲ့လူတွေကျွန်တော်တို့ဒီနေနစ်ဆိုင်ရွယ်ပဲရှိတယ်ချို့တွေကကျွန်တော်စင်ဖုန်စင်ကက်တွေရပါတော့ကျွန်တော်တို့ချိတ်ထားတဲ့ဘန်နေနဲ့ကကျွန်တော်တို့ကဒီဖုန်စင်ကက်နဲ့မကန့်ညီတဲ့အတွက်ဘန်နေဒီဆော့ဘတ်ဆော့ဝဲတဲ့ဝင်လို့မရတဲ့ပြဿနာတွေဖြစ်တယ်ပေါ့နော်အများစုဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်လွယ်ကူဆုံးနည်းလေးကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်ကအဲဆိုရင်ကျွန်တော်စင်ကတ်ချို့ကြတော့ကျွန်တော်စင်ကတ်အစ်တော်ဝယ်ပြီးတော့ဘန်ကိုသွားမယ်ဆိုရင်ဘန်က ျွန်တော်မိမိမှာတက်တန်းကုန်နေတဲ့အတွက်ဘန်မလုပ်သေးဘူးဆိုတော့ဘယ်လိုဆုံးနည်းရတော့ကျွန်တော်တို့ကဒီမိမိဘန်ကိုမသွားဘဲနဲ့ကျွန်တော်စင်ကတ်ဌာနကိုသွားမယ်เนาะကျွန်တော်တို့ကဘာစင်ကတ်သုံးတာလဲမိမိသုံးတဲ့စင်ကတ်ကုမ္ပဏီကိုသွားလိုက်ပါကုမ္ပဏီသွားပြောရဲဆိုရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ကတက်တန်းကုန်ရတယ်ပေါ့เนาะကျွန်တော်တို့ပြန်လိုချင်တယ်เนาะဆိုတော့ကျွန်တော်သူများမသုံးရသေးဘူးသူတို့ကစင်ကတ်ကလုံးဝမပိတ်ရသေးဘူးပေါ့ဗျာ ဆိုတော့ပဲ့ရတယ်သူများမတုံးရသေးဘူးဆိုလို့ရှင်အဲ့ single number ကအလွယ်တကူပြန်ထွက်လာတဲ့ခါကျရင်ကျွန်တော်အဲ့ single ပြန်ထည့်လိုက်လို့ရှင်ကျွန်တော်ဘန်ကအလွယ်တကူပြန်သုံးလို့ရပါမယ်ဒါတော့ကျွန်တော်တို့ဒီမိမိဘန်မှန်ကန်တယ်ဆိုလို့ရှင်ကျွန်တော်တို့ single ပြဿနာတက်နေတယ်ဆိုလို့ရှင်ဒါလေးနီးနဲ့ဖြစ်ရှင်းလို့လွယ်ကူတယ်ပေါ့ဒါဘန်ကိုသွားကြမလို့တော့ single ပြန်ထည့်လိုက်တာနဲ့ auto ပြန်လာတယ်เนาะ repetition ရနောက်တစ်ခုကကျွန်တော်တို့ဒီဘန်တွေကိုကျွန်တော်တို့လိမ်ခံရတယ်ပေါ့เนาะဘန်တွေကိုကျွန်တော်တို့ဒီကြားပြန့် ခင်နေနဲ့ကျွန်တော်လေ့ကျင်ရတယ်မိမိဘန်တွေရောလာခံရတယ်ဆိုရင်ကျွန်တော်တို့ကဒီအနည်းဆက်ဆုံးအနေနဲ့ကိုတော့ဘာမှမလုပ်တတ်သေးဘူးဆိုရင်တေချာတယ်ကျွန်တော်တို့ရေစကန်လည်းမသွားတတ်ဘူးမသွားရဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီစင်ကတ်ဌာနကိုပဲသွားလိုက်ပါစင်ကတ်ဌာနကိုသွားပြီးတော့ကျွန်တော်တို့ကဒီဒီနံပါတ်ပေါ့နော်ကျွန်တော်တို့မှာစင်ကတ်ဥမာ၅ကတ်၃နေတယ်၅ကတ်၃နေတဲ့အထက်မှာမှအဲ့ကို မသိဘူးဆိုတဲ့နံပါတ်ပေါ့နော်ဥမာကျွန်တော်တို့ဒီပေးလိုက်တဲ့လူလိမ်တွေကိုကဒီနံပါတ်ကိုမမှတ်မိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ single number ဒီလိုလိုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ဒီ single number ကိုပြီးပိတ်မယ်ဆိုလို့ရှိရင်ဒီ single number ပိတ်ပြီဆိုတာသိကြတယ်သူတို့တွေ ban တော့သူတို့ရနိုင်မယ်ဒါပေမဲ့သူတို့ဒီ mobile app နဲ့ကသူတို့ငွေပြငွေလွှဲလို့မရတော့ဘူးငွေလွှဲလို့မရတော့သူတို့ ban ကိုသွားရမယ် ban ကိုသွားမယ်ဆိုရင်ပတ်စံထုတ်ရမှာကမိမိ password ရှိမှာပတ်စံထုတ်လို့ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ ဒါ ADN card သူတို့မှာပါဝါသေးတယ်ဆိုရင်တော့ပေါ့နော်သူ ADN card ထုတ်မယ်ဆိုလို့ရှိရင်သူတို့ပုံနဲ့တော့ထုတ်မယ်ဆိုရင်အကဲကျွန်တော်တို့ဒီမိမိကိုလိုက်လာမယ်ဆိုရင်တော့မလေကိုကဖြည့်ရှင်းချက်ပေးလို့ရသေးတာက ADN တော့ထုတ်တယ် ADN card ပြောင်းသွားတယ် ADN card ကိုငွေကဘသူသူသူကထုတ်တယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလဲကိုကဖြည့်ရှင်းချက်ပေးလို့ရသေးတယ်ဘာလို့ ADN ဘုံးမှာတော့ထုတ်ပြီဆိုရင် ADN ဘုံးမှာကင်မရာတွေပါတာဟုတ်နော်ကင်မရာတွေပါဆိုတော့သူတို့တော့ထုတ်တယ်ဆိုရင်သူတို့တွေဟိုဗမာထုတ်တာလည်းပဲရတော့လိုက်လို့မိသေးတယ်ပေါ့နော် ော့ကျွန်တော်တို့ဒီမှန်ကန်ဆုံးနီးလန်းကတော့ကျွန်တော်ဒီကုတ်ဘန်ကိုရောင်းသားခံရပြီဆိုလို့ရှိရင်ကျွန်တော်က yes ခက်မှာတွားပြီးကြိုပြီးတော့တိုင်ချက်ဖွင့်ရမှာပေါ့နော်ကျွန်တော်တိုင်ချက်ဖွင့်တယ်ဆိုတာကလည်းကျွန်တော်ကဒီပေါ့အချောင်းချားရုံနောက်ပဲရအောင်ပါဗျတိုင်ချက်ဖွင့်လို့လည်းပြောကျွန်တော်ဘန်ကိုသူများယူရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘန်ကိုကျွန်တော်မသုံးပါဘူးအဲ့ဆိုကျွန်တော် yes ခက်မှာအချောင်းချားမယ်ပြီးသွားဆိုအဲ့စာရအချောင်းချားတဲ့စာရနဲ့ကျွန်တော်ကဒီဘန်နံပါတ်ကိုကျွန်တော်ကဒီမိမိဘန်ဖွင့်လာတာဘာဘန်လဲပေါ့အဲ့ဘန်ကိုကျွန်တော်တွားပြီးတော့ တော့ဒီဘန်ဒီဘန်ကကျွန်တော်တို့ဒီလိုလုပ်ခဲ့တဲ့အတွက်ဆိုတော့သူကဘန်ဆစ်ပေးမယ်ဆစ်ပေးလို့ရပြီဆိုလို့ရှိရင်ဘန်ထဲမှာငွေရှိတယ်ဆိုလို့ရှိရင်တော့ဘန်နေပြီးတော့ဟုတ်ပြီဘန်ထဲမှာငွေရှိတယ်နင်တို့ငွေရှိတယ်ဆိုတော့နင်တို့ yes ကတော့ပါမှုတော့ဖွင့်ပါလိမ့်သူပြောနေမယ်အမှုတော့ဖွင့်ပြီဆိုတော့မှအဲ့ကြမှာမိမိဘန်ငွေငွေငွေတော့ရမ်းချမ်းနေတယ်ဆိုတော့ yes ကအမှုဟိုသူလုပ်မယ်လုပ်သွားရှင်ကျွန်တော်ဒီဘန်တွေကိုသူက ယာယီပိတ်ပလိုက်မှာပေါ့နော်ယာယီပိတ်ပြီးတော့သူ3လစစ်ဆေးမယ်စစ်ဆေးပြီးွားပြီဆိုလို့ရှိရင်အမှုမပြုဆိုလို့ရှိရင်တော့လည်းဘာမှပြုမှုဖြစ်တယ်ဆိုလို့ရှိရင်လည်းမိမိအနေနဲ့ဒီဘန်မိမိဘန်မဟုတ်ဆိုတာကိုဒီတာဝန်ရှိသူရဲ့အရာရှိသူလည်းကိုပြောပြထားဖို့ပါပြီဘန်ဝင်တန်းတွေလည်းကိုပြောပြထားပြီးဖြစ်တဲ့အတွက်မိမိအနေနဲ့ကျွန်တော်ကဒီတာဝန်အခွင့်အရေးအများကြီးရှိရပါတော့ဆိုတော့အများကြီးရှင်းလို့လွယ်တယ်ပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့အဲငါဘန်လည်းငါလည်းမတော်ဘူးသူများဟုတ်ပဲ ပေးထားတာကိစ္စမှမရှိကြာဆိုတော့မလုပ်ပါနဲ့ကျွန်တော်တို့ဒီလက်ရှိလဲကျွန်တော်တို့ဒီကျွန်တော်ရွှေမြမာတွေကျွန်တော်တို့ဒီအလုပ်ငန်းဆိုင်တွေဒီကျွန်တော်ဝန်ဖန်းနေတာတွေရှိပါတယ်ဒီမူကအာမခံမရပါဘူးเนาะဒီမူကကိုပြစ်ကိုခံပါအဲ့ကြတော့မှကျွန်တော်ဖန်းငယ်ရောတော့ကိုကြီးလုတ်ပါအောင်ဘာကြီးလုတ်ပါဆိုဘယ်သူမှလာကယ်ပေးလို့မရပါဘူးเนาะဒါကကျွန်တော်တို့ဒီကျွန်တော်တို့မပေါ့ဆကြပါနဲ့ဒီကိစ္စအရန်ကြီးကြီးပါတယ်ဗောနော်ဟုတ်ကဲ့ပါလို့ရွှေပြောင်းမြမာတွေအလုပ်ကအစဉ်ပြေကြပါစီဗျာဟုတ်ကဲ့